ားမဲမင်္ဂလာပါ။ရေအိုချန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ April 28ရက်နေ့ဒီကနေ့မှာကျွန်တော်မိဘတွေစီကိုဝမ်းသာစရာသတင်းအကြီးကြီးကျွန်တော်တည်ဆောင်လာပါတယ်။ဆိုတော့ကျွန်တော်ရဲ့ video template ကိုကြည့်လိုက်မယ်ဆိုရင်ဒါ video template ရဲ့ခေါင်းစဉ်မြင်ပြီးတော့ကျွန်တော်ရဲ့မိဘတွေလည်းအရန်ကိုစိတ်ဝင်စားမယ်။ပြီးတော့အရန်ကိုဒါဝမ်းမြောက်မိမယ်လို့လည်းကျွန်တော်ကိုနိုင်ညှော်လင့်ပါတယ်။ဟုတ်ကဲ့ပါ။ တပတ်ချက်ကကောင်တွေကလည်းဒီဗီဒီယို template ကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုခိုးပြီးတော့နားထောင်มาဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အဓိကချက်ကလေးချောင်းရံကာကွယ်ရေးအကြမ်းဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တွေကိုပြစ်ချ နိုင်တဲ့ဝေဟင်ပြည့်ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြမှာဖြစ်တယ်။အော်ရေဝရှမ်းလေးဟုတ်ရောဟုတ်ရဲ့လား မင်းစကားတွေရန်ကို ကြီးလွန်းနေပြီနော်ဆိုတော့ရဲဘော်ရှမ်းလေးတေရောတေချာလားမင်းဟုတ်မှလဲပြောပါကွာဆိုတော့ဒီလိုမေးခွန်းนี่အများကြီးကျွန်တော်ရဲ့ဗီဒီယို comment ကိုရောက်လာမယ်ဆိုတာကျွန်တော်ကြိုတင်မျှော်လင့်ပေးသားပါကျွန်တော်လီချောင်းရန်ကောက်ွယ်ရှိနေဝေဟင်ကိုစိုးမိုးမဲ့အခြေအနေတွေအကျန်ဖက်စစ်ခွေးတက်ရဲ့လေဘဲတွေကိုပြစ်ချမဲ့အကြောင်းတွေကို တင်ပြပေးမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲလက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံအတွင်းမှာငလင်ဘေးသင့်သွားတဲ့ကျွန်တော်တို့ရဲ့အကြောင်းသားလူငယ်တွေစောင်းမွေးဖြည့်သင့်မဖြည့်သင့်ဖြည့်ရမဖြည့်ရဆိုတဲ့အချိန်မှာအုံတော့မရှိတဲ့ကောင်တွေကအုံတော့မရှိတဲ့လောက်ရက်ကိုသူတို့ကတော့လုတ်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ဟာဘလောက်ထိအဆင့်တန်းရှိနေလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေကျွန်တော်မပြောရင်တောင်မှသိရှိပြီးဖြစ်တယ် ဆိုတော့ဒီပညာရေးကိုကျွန်တော်တို့တက်ရောက်ခဲ့တဲ့ကျွန်တော်တို့ကိုနိုင်သိတယ်ကျွန်တော်တို့ University တက်ကြိုတွေလည်းတက်ခဲ့ပြီးပြီဒါကြောင့်ကျွန်တော်တို့ရဲ့နောင်လာနောင်သားတွေအတွက်ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်လေးကိုကျွန်တော်နည်းနည်းလေးတင်ပြပေးမှာဖြစ်တယ်ဟုတ်ပြီနောက်ဆုံးမှာပါဝင်လာမယ့်အကြောင်းအရာကလာရှုပ်အကြောင်းအရာဖြစ်ပါတယ်လာရှုပ်ကိုအကျမဖတ်စစ်ခွေးတက်အုတ်ချုပ်ရေးဝင်ရောက်လာတယ်ဆိုတာနဲ့ခိုးဆိုးလူနိုင်တွေပေါ်လာပါတယ် ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေဟာဘလို့မှရက်တက်လို့မရတဲ့ကျွန်တော်တော်လှန်ရေးရဲ့စီအခြေအနေတွေနဲ့ကျွန်တော်အဆုံးသက်တင်ပြပေးမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ချီချိုကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ်။ဝင်းရင်ပြည့်လေရင်ပြည့်ရပြီ။အဲ့ဒီအကြောင်းကိုပြီးမှ ပြောမှာကျွန်တော်ရဲ့မိဘအရင်ဆုံးကျွန်တော်နိုင်ငံရဲ့ပညာရေးစနစ် ။တဘော B and D ရဲ့ကြောက်ရွံ့တဲ့အချိန်မှာဆယ်တန်းဖြည့်ပြီးသားအဖြည့်လွှာတွေပျက်စီးသွားတဲ့အတွက်ဆယ်တန်းဆောင်ဝင်ပွဲပြန်ပြီးတော့ဖြည့်ရမယ်။ဆိုတော့12တန်းဆောင်ဝင်ပွဲပြန်ဖြည့်ရမယ်ပေါ့ဗျာ။ဆိုတော့ဒီလို အခြေအနေဟာတကယ်ရော ဖြစ်တင်လားမဖြစ်တင်ဘူးလား။ဒါဟာကျွန်တော်တို့ပြည်သူကိုပဲကြည့်ပြီးတော့အဲ့ဒီ decision ကိုဆုံးဖြတ်ရမှာဖြစ်တယ် အခုကျွန်တော်တို့ပြည်သူတွေဘာတွေဖြစ်နေကြလဲနေစရာ အိမ်တော်မရှိဘူးမင်းတို့အုတ်ချုပ်နေတဲ့နေရာမှာကော24နာရီမီးမှန်အောင်ပေးနိုင်လားကိုအုတ်ချုပ်ချင်တဲ့နေရာမှာတော့မှလုံုံရေးလဲအာမကောင်းမီးလဲမှန်အောင်မပေးနိုင်ရေးလဲမှန်အောင်မပေးနိုင်ပြီးတော့ပုံစင်းနှုံးကိုလည်းမထိန်နိုင်တဲ့ကောင်တွေက ထပ်ပြီးတော့ကျွန်တော်တို့ကလေးငယ်တွေကိုဒါတတ်တတ်မဲ့နှိပ်စက်လိုက်တဲ့သဘောပါပဲဆိုတော့ဆောင်းဝဲဖြည့်ဆို့ခြင်းမဖြည့်ဆို့ခြင်းဆိုတော့ဒီအကြောင်းအရာတွေထက်ကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုဘလူပညာရေးစနစ်သူတို့ပေးနေတာလေဒါကအရေးကြီးတာတကယ်ဟောပညာတတ်ဖြစ်စေချင်တာလားဒါကပို့ပြီးတော့အရေးကြီးွားသေးတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့အဲမှာဆယ်ရက်အောင်ပြီးတော့စိုက်ကနင်းနေတဲ့သူတွေလည်းပါပါလိမ့်မယ်ဆယ်ရက်အောင်ပြီးတော့ ဘီယာတန်ရက်ဆိုင်တွေမှာဇွဲထိုးနေတဲ့သူတွေလည်းပါမယ်အနေဆုံးတစ်ဖိဆိုင်မှာအကျော်ဆရာလုံနေတဲ့သူတွေလည်းဆယ်တန်းအောင်နေတဲ့သူတွေလည်းပါဆိုပါဆို physics campy 50အကျွမ်းကျင်တဲ့သူတွေသာမြန်မာစာနဲ့ကြောင်းပြီးတဲ့သူတွေဟုတ်တယ်နော်ဘိုင်ယိုနဲ့ကြောင်းပြီးသွားတဲ့သူတွေကမထရီနဲ့ကြောင်းပြီးသွားတဲ့လူတွေဆိုတော့ဟုတ်ပြီကျွန်တော်ပြောချင်တာကတော့ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်အကြောင်းနည်းနည်းလေး အဲကျွန်တော်ရဲ့မိသားစုတွေအတိတဲ့သူတွေလည်းတိပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုနိုင်ငံတကာကကြည့်ရှုနေတယ်ဆိုတာလည်းကျွန်တော်နားလေသဘောပေါက်ပါတယ်ထပ်မံပြီးတော့ဖြစ်စွချင်တာကိုကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာဒါအကြံပြုဖြစ်စွနိုင်ပါတယ်ဟုတ်ပြီကဘာပေါ်မှာအကောင်းဆုံးတော်ပညာရေးစနစ်ဖြစ်ပါတယ်လို့မကြာခဏတတ်မှတ်ချင်းခံရတဲ့ဖိန်လန်နိုင်ငံရဲ့ပညာရေးစနစ်ပြီးတော့အတတ်သင်ပညာရေးစနစ်ပြီးတော့ပညာရေးပြေဝဖို့ ဦးစားပေးတဲ့ပညာရေးစနစ်အဲ့ဒီပညာရေးစနစ်မှာစာမွေးပွဲဖြစ်ဆိုခွင့်မရှိပါဘူးဟာ Wait this is Burma အတကုံစာချက်ကလားနော်ကျွန်တော်မြည်ပါပြီးတော့အเจ้าမှာတင်လိုက်တဲ့အเจ้าစာခလီတိုင်းနေရကျွန်တော်တို့တက်ခဲ့ရတာ ဆိုတော့ကျူးရှင်ထပ်ပြီးတော့သင်ရတယ်။ပြီးတော့ကျူးရှင်မှာရောကျွန်တော်တို့ကလေးတွေရဲ့ general knowledge ကိုတကယ်ရောတက်မြောက်စေခဲ့တာလား။ဒါတကူမှနုပညာဆိုရင်တော့ပိုဝေးဆိုတော့ဘာမှမသိအောင်ဒါကိုကြက်ဒါကိုဖတ်ဒါကိုမှတ်ပြီးရင်ဒါကိုဖြေဒါအဖြေလွဲရင်တို့မေးတဲ့မေးခွန်းနဲ့ကျွန်တော်တို့ဖြေတာနဲ့လွဲရင် အမှတ်က0ပြောချင်တာကတော့တို့လိုချင်တဲ့အဖြေကိုပဲကျွန်တော်တို့ကဖြည့်ပေးရတာဖြစ်တယ်ကျွန်တော်တို့ပြီးတဲ့အရာကိုကျွန်တော်တို့ရှင်းပြလို့မရ decoration ဖွင့်ပြလို့မရပြော sharing လုပ်လို့မရဖြစ်ကြတဲ့အာနာယပုဂ္ဂိုလ်တွေကသူရဲ့သားသမီးတွေဂုံတူးတန်းဝင်ဖို့အတွက်ဈေးကွက်တစ်ခုတော့ ရှိနေပါသေးတယ်။ဆိုတော့ကျွန်တော်ရဲ့မိဘတွေပို့ပြီးတော့သိပါလိမ့်မယ်။ဟုတ်ပြီ။ဖင်လန်နိုင်ငံရဲ့ပညာရေးချင့်ကပ်မှုဟာစာမွေးပွဲစစ်ဆေးမှုတွေ၊သင်ယူမှုတွေထက်ယုံကြည်မှု၊ကျန်းမာရေးဒါတွေကိုညီမျှအောင် balance ဖြစ်အောင်သင်ကြားပေးတာ။စာမွေးပွဲတွေထက် clean ရတဲ့သူတို့ကိုသူတို့ယုံကြည်မှု ပြီးတော့သူတို့ကိုသူတို့ကျမ်းမာရေးစောင့်ရှောက်မှုပြီးတော့ပဝင်းကျင်တဲ့သာသတာဖြစ်အောင်နေထမှု ဒါဒီအားလုံးကိုဘယ်လန့်ဖြစ်အောင်သင်ချားပို့ချတဲ့စနစ်ပေါ်သားပါပြီနော်စွန့်ရည်ပါတယ်ဟိုဆောင်ကွက်တွေအတင်းဖြေခိုင်းနေတယ်ဆိုလို့ပါဟုတ်ပြီအထင်ရှားဆုံးအချက်လေးတစ်ချက်ကိုကျွန်တော်လိလသားများပြန်ပြီးတော့မျှဝေပေးပါမယ်စံတတ်မှတ်စာမွေးပွဲဆိုတာမရှိပါဘူးစာမွေးပွဲတွေကိုအလေးထားတဲ့နိုင်ငံတွေနဲ့မတူဘဲနဲ့ ဖင်လန်ရဲ့စနစ်ဟာဆရာတွေရဲ့အကဲဖြတ်မှုတွေနဲ့ចောင်းသားတွေကိုစစ်ဆေးပါတယ်။ဒါဟာဖိအားရောနေစီပြီးတင်ယူမှုကို ပိုစိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ပြီးတော့ချစ်မြတ်နိုးပွေပုံစံလေးကိုလည်းတွေ့ရတာဖြစ်တယ်။ဟုတ်ပြီ။ဒါပြင်ဖင်လန်ចောင်းသားတွေဟာအင်္ဂလာအရန်နေပါတယ်။ကျွန်တော်တို့ចောင်းသားရင် မြန်မာစာအုပ်တွေရောအင်္ဂလိပ်စာအုပ်တွေရောဒီကြတဲ့အပိတဲ့မျိုးစုံပါသေးတယ်ကျွန်တော်တို့ပြီးွားရင်အဲကျွန်တော်တို့ဒါပေါ့အဲဟာဘလစာအုပ်တွေပြီးတော့ကျွန်တော်တို့စာအုပ်မျိုးစုံလို့အကြီးလို့အကြီးဟုတ်တယ်နော်ကျွန်တော်ပြီးပါအော်ခဲတန်တွေဘောပင်တွေခဲပြတ်တွေအာပါရိညာတွေဂလောင်ဂလန်ဂလန်ဂလန်လွဲကြီးလွဲပြီးတော့ကျွန်တော်တို့ចောင်းသွားရတာဘာဖယ်ရီမှလည်းမရှိဘူး ဟုတ်ပြီဒီလိုချင်းနေနဲ့အိမ်သာနည်းနည်းလေးပဲပေးတဲ့ဖင်လန်ရဲ့ပညာရေးစနစ်အာအိမ်ရောက်ဘိုက်ကအရန်စာကျွန်တော်မိကကျွန်တော်တို့ဒါအတွက်ကိုကြောင်းအောင်ပြန်လာရင်စားဖို့ဆိုရဟင်းကိုဒီလိုခွက်လေးတွေလုတ်ပေးတာတော့ဗောနော်ကိုပင်ရောက်ပြီဆိုတော့အဲ့ဟင်းခွက်ကိုယူအရေတောက်ရှိတယ်ဆိုရင်အရေတောက်ထည့်ပေါ့ပြောရင်ထမင်းလေးနဲ့စားအဲ့ဒါကျွန်တော်တို့ရဲ့ပုံစံလေးတစ်ခုပါ အဲ့ဒါလေးစပြီးပြီဆိုတော့ကျွန်တော်ပရမအောင်တို့လောက်ကတဲ့အလုပ်ကဘာမှမစော့ဘယ်မှမတော့ဘူးအိမ်သာပါလားဟုတ်ကဲ့ပါပါတယ်အေးအိမ်သာပြီးအောင်ရှိအာအိမ်သာပြီးအောင်ရှိရတယ်ကျွန်တော်တို့မိဘတွေရတယ်ဒီပညာရေးစနစ်ကစဉ်သက်လာခဲ့တာကိုဗျာဒါကြောင့်လည်းပဲအဲ့ဒီစနစ်နဲ့ပဲကျွန်တော်တို့လည်းသွားခဲ့ရတယ်ခေါင်းခေါင်းသိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ငယ်မူငယ်သေးတတိယသွားလို့ပြန်ပြီးတော့တင်ပြတာပါဟုတ်ပြီဒီလိုအချိန်တွေမှာကျွန်တော်တို့ ဒါကလေးငယ်တွေဟာအခြားသောလှုပ်ရှားမှုတွေဖြစ်တဲ့ဒါကစားတာတွေပြီးတော့မိသားစုဝင်နေတဲ့အချိန်ပေးတာတွေပို့ပြီးတော့လိုအပ်တယ်လို့ယုံကြည်ထားလို့သူတို့ဟာကလေးငယ်တွေကိုအိမ်စာမပေးပါမိသားစုဝင်နေတဲ့အချိန်ပို့ပေးစီတယ်ကလေးငယ်တွေခဏကိုတန်ဆွမ်းဖို့နဲ့ညံရင်ညံသွေးထမြက်ဖို့အတွက်ကစားဖို့အချိန်ကိုသူတို့ကဖြစ်စေခဲ့တာပါ ဟုတ်ပြီဖင်လန်ရဲ့ကျွန်တော်တို့ចောင်းချိန်ဇာလေးကိုချက်ကြည့်အောင်ចောင်းသားတွေရဲ့ဘွားတစ်ခုလုံးနဲ့ညီမျှဖို့အတွက်ရေးဆွဲထားပါတယ်ပြည့်စုံသွားပြီကျွန်တော်ရဲ့မိဘခလီတျောင်းရဲ့ဘွားတစ်ခုလုံးနဲ့ချိန်ပြီးတော့သူတို့တွေအဲ့ဒီပညာရေးစနစ်အချိန်ဇာကိုရေးဆွဲထားတာဖြစ်တယ်ကျွန်တော်တို့တွေ့ရတဲ့ကျွန်တော်တို့အချိန်ဇာကတော့အမြန်မာစာမြန်မာစာပြီးွားရင် အင်္ဂလိပ်စာအင်္ဂလိပ်စာပြီးွားရင်သင်ချပင်ချပြီးွားရင်အဘေတန်ဘေတန်ဘေတန်ဘေရလာမယ်ဘေရလာမယ်ကလောင်ကလောင်ဆိုတဲ့အတန်ကိုပဲကျွန်တော်တို့နားထောင်နေတာပထမကလောင်ကလောင်ဆိုတဲ့အတန်လေးကြာရင်မုတ်စားဆင်းတဲ့15မိနစ်အဲ့ဒီအချိန်မှာမုတ်စားဆေးတဲ့ကိုသွားဆီယမားတွေရောင်းတဲ့ဟာကိုစားပြီးတော့ကလေးတွေဟိုပြေးတီးပြေးကျွန်တော်တို့ကိုယ်နဲ့လေဟိုဆော့ဒီဆော့ဆော့ပြီးတာနဲ့အတန်လေးကိုပြန်လာချွေးတလုံးတန်တလုံးနဲ့ဆီယမားကဝင်လာစွဲကိုဒုံးနဲ့ကြိုက်ပြန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 ်ဟာ မနေ့ကပေးတာရပြီလားမနေ့ကမေးတာသိလားမနေ့ကလုတ်ခိုင်းတာပါလားကျွန်တော်တို့ကြောက်ခေါင်းငုတ်တာခေါင်းငုတ်တာကျွန်တော်တို့ကိုဆရာမမမြင်အောင်ပေါ့ဒီလိုချင်းနေမျိုးတွေကျွန်တော်တို့ကြုံခဲ့ရတာဆိုတော့ကျွန်တော်တို့ကိုចောင်းဆရာမတွေကို၌ကိုကအကြောက်တရားទွင်းထားတာကျွန်တော်တို့ចောင်းကိုစိတ်แท้က clean ငယ်တွေကပျော်ရွှင်လို့သွားတာတော်တော်နေတယ် ဒါပြင်ကျောင်းမှာနေတဲ့ချိန်မှာလဲကျွန်တော်တို့စိတ်ထဲမှာခံစားနေရတဲ့ခံစားချက်ဖိအားတွေနဲ့ဆရာမတက်ကလမ်းခေါ်လိုက်ရင်ကျွန်တော်တို့လန့်နေတာအတကယ်ကျွန်တော်အမှန်တရားပြောတာဒါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်အဲကျွန်တော်ညီကိုမောင်မတွေလည်းဒါမိတွေခံစားချက်တွေကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာလွတ်လပ်စွာကြီးသားနိုင်ပါတယ်အဲခေါင်းလောင်းတန်လေးကိုပဲနားထောင်တာအပြည့်တော့ဒုတိယခေါင်းလောင်းတန်ကြားပြီးဆိုတော့ကလေးလေးအကုန်လုံးဟေး ဆိုဘာဖြစ်လို့ဝေးလို့ထအော်တာလဲကြောင်းမပြော်လို့ထအော်တာအိမ်ပြန်ချင်းတာအဲ့ဒါအဖြေပဲကျွန်တော်ဘာမှကြည့်ကြရမလို့ဆီယမားတွေတွားပြီးဟာကလေးတွေအဆင်ပြေလားဆီယမားတို့အဆင်ပြေလားကလေးတွေအာဒီလက်ရှိပညာရေးစနစ်နဲ့ဘာလဲဘလို့ချင်းနေမှာသူတို့တွေစိတ်ဝင်စားမှုရှိရလားကလေးတွေရဲ့တိုးတက်မှုနှုန်းတွေဘာတွေညာတွေစံတွေကိုမမင်းနဲ့ ground ဆိုတဲ့အတန်ကြားလိုက်ပြီးဆိုတဲ့ကလေးတွေအကုန်လုံးတော့သူငယ်တန်းမှသည်၁၀တန်းထိအခုဆိုရင်၁၂တန်းထိကလေးတွေအကုန်လုံးပျော်သွားတာ ။ဘာကြောင့်ပျော်သွားတာလဲ။ចောင်းမှမနေခြင်းလို့အဲ့တော့ဘာဆန်နှုံးနဲ့မှကျွန်တော်တို့နှိုင်းစရာမရှိဘူး။ပြီးနောက်နေ့မနေ့ចောင်းသွားရတော့မယ်ဆိုကျွန်တော်တို့မှလေးပင်တဲ့တော့ចောင်းမသွားခြင်းအဲ့တော့ကျွန်တော်ရဲ့ပညာရေးစနစ်ကျွန်တော်ရဲ့ပညာရေးစံနှုန်းဆိုတဲ့သူတွေမျက်ရှိတကယ့်ကိုအတွေ့အကြုံတွေအများကြီးရှိပြီတကယ့်ကိုပညာတတ်ပါတဲ့ဆိုတဲ့သူတွေဟာလေကျွန်တော်တို့ပညာရေးကို ြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့အဆင်မပြေခဲ့ကြဘူးခိတ္တလေးတော့အဆင်ပြေတယ်အောင်ဖြစ်သွားပြီမဲ့အနာကိုမတဲလူယူလိုက်တဲ့နောက်ပိုင်းရှင်တွေမှာတော့ချက်ချင်းအောက်ကိုဆင်းသွားပါတယ်ကျွန်တော်မှားတာရှိရင်ကျွန်တော်ရဲ့ video comment မှာမှားလိုက်အကြောင်းကိုရှင်းလို့ရပါတယ်ဆိုတော့ဒါဝင်ပြစ်လက်နဲ့ရပြီဆိုတော့တေချာဘဟိုဘက်ကောက်ကဝင်ကြည့်မှာဟုတ်ဗျာ ဒါကြောင့်ပညာရေးလေးအကြောင်းကိုနည်းနည်းလေးရှင်းပြတာပါဆိုတော့အမင်းကဘွဲမရလို့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဘွဲရဘွဲမရခဲ့ဘူးလို့ဗျာဒီပညာရေးနဲ့ပတ်သက်ပြီးပြောနေတယ်လို့ပြောတယ်ဆိုရင်တော့ရင်တော့ကျွန်တော်မေးချင်တာကခင်ဗျားတို့ရခဲ့တဲ့ဘွဲဘာဘွဲလဲလို့ကျွန်တော်ကအရင်မေးမှာဘွဲချက်ကောက်ကောက်နေနော်တခါတည်းပြောလိုက်အောင်မယ်၁၀တန်းကိုနှစ်ချင်းပေါအောင်ခဲ့တာဟုတ်ပြီ ပြည်သူကမွေးဖွားလာတဲ့ပြည်သူကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေတာမန်အခြေအနေမဟုတ်ဘူးဆိုတာကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်မိပါတယ်ကောင်းကောင်းသိပါတယ်ဘဝကြောက်ကောင်တွေကတော့သိမှာမဟုတ်ဘူးဗျဟုတ်ပြီဖင်လန်မှာကျောင်းဆရာဆရာမတွေကတဲ့အလုံးအမျက်တနိုးတန်ဖိုးထားကြပြီးတော့ပညာရှင်အဆင့်ဖြစ်ကြပါတယ်ပြီးတော့အခြားနိုင်ငံတွေနဲ့ရှင်ရင်အလုံးပိုအချိန်တိုးပါတယ်သူတို့ရဲ့အလုံးအချိန်ပိုတိုးတယ် ဆိုတော့သူရဲ့လောကလာစာဟာဆရာဝန်တွေနဲ့တန်းတူရှိပြီးတော့ဒါဟာနိုင်ငံတကာနိုင်ငံရဲ့ပညာရေးတံမိုးထားမှုကိုပြသနေတာဖြစ်ပါတယ်ဆိုတော့ဆရာတွေအနေနဲ့မဟာဘွဲ့ရရှိထားမှာဖြစ်ပြီးတော့အတန်းတဲမှာတမက အတန်းပြင်ပမှပါထူးထွန်းထက်မြတ်နေတဲ့သူတွေဖြစ်နေရပါတယ်ဖြစ်ဖို့ကိုလည်းပဲနိုင်ငံကထောက်ပံ့ပေးထားတယ်ဆိုတော့အာဆရာတွေဆရာမတွေလည်းရောက်လာပြီအာစတီးယား အလှည့်ရောက်လာတယ်။မင်္ဂလာပါဆရာမကျွန်တော်အားလုံးကျွန်တော်နှုတ်ကနှုတ်ဆက်ခဲ့ပြုတဲ့စကားတန်လေးဆိုတော့ကျွန်တော်ဆရာဆရာမတွေကိုစော်ကားတာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဆရာဆရာမတွေကို၌ဒီထက်အများကြီးတင်ယူဖို့သူတို့လည်းမတက်နိုင်ဘူး။ဒီထက်အများကြီးပြန်လဲတင်ကြဖို့သူတို့လည်းမလုပ်နိုင်ဘူး။ ဒါကျွန်တော်အမှန်တရားပြောနေတာကျွန်တော်အရှင်းမှာပြောသလိုမျိုးသူတို့တွေကလေးတွေကိုဒီတက်ပို့ပြီးတော့သင်ကြားဖို့အတွက်ကလေးတွေဒီတက်ပို့ပြီးတော့သူတို့တွေဒါတက်ဖို့အတွက်သူတို့ကိုနှိုက်ချက်ပြီးတော့မသင်ယူနိုင်ဘူးဘာကြောင့်လဲအာနာရှင်အောက်မှာနေနေတဲ့ဆရာမဆိုတာလေအာနာရှင်ရဲ့အမိန့်တိုင်းပဲလောက်ရတာဖြစ်တယ်ဟုတ်တယ်နော်ဆရာဆရာမတွေပါမှာပါဟုတ်ပြီ ကလင်းငယ်တွေကိုတကယ်တက်ဆောက်တကယ်တက်စေခြင်းနဲ့ဆန္ဒတွေနဲ့လေသူတို့မတင်ပေးနိုင်တင်ပေးလို့လည်းမရဘူးတင်ခွင့်လည်းပဲအာနာရှင်တွေကမပေးချဘူးဆိုတော့ထုံးစံအတိုင်းပဲဆရာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲဆရာပဲပေါ့ဗျာအဲ့တော့ကျွန်တော်ကလည်းနှုတ်ဆက်ပါတယ်မင်္ဂလာပါဆရာမဒါကတော့လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာစောင်းမွေးပြန်ဖြေရမယ်ဆိုတဲ့အခြေအနေတွေကို ကျွန်တော်ကဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်ဟာကမ္ဘာအကောင်းဆုံးစနစ်ဖြစ်တဲ့အကြောင်းကိုအနည်းငယ်တင်ပြလိုက်တဲ့အတွက်ကျွန်တော်ရဲ့မိဘတွေကိုစီကိုစီတွေ့တော်ဆရာတွေအများကြီးဖြစ်သွားလိုက်မယ်အဖြေတွေလည်းပေါ်လာပါလိမ့်မယ်ကျွန်တော်နိုင်ငံကျွန်တော်ပြည်သူအတွက်ကောင်းစေချင်လို့လုပ်ခဲ့တာဘာတစ်ခုမှန်းရှိခဲ့ပါလဲအခုပဲတော့ကျွန်တော်တစ်ခုပဲပညာရေးကောင်းဖို့အတွက်လုပ်ခဲ့တာရှိလား ကျမ်းမာရေးကောင်းဖို့အတွက်လုပ်ခဲ့တာရှိလားလူမှုဖူလုံရေးအတွက်လုပ်ပေးခဲ့တာရှိလားပြီးတော့စနစ်တွေအများကြီးရှိကျွန်တော်တခုလေးပဲပြောခဲ့ဘာတစ်ခုမှမရှိဘူးဟုတ်ပြီလာရှုပ်ကိုအုပ်ချုပ်ချင်နေတာလေသူတို့လာရှုပ်ကိုရလို့တေးဟိုဘက်ကိုလှည့်ပြီးတော့ ရသွားတဲ့လာရှိုးပွက်ကွက်လေးကိုသူတို့တွေအုပ်ချုပ်ဖို့ရပြီဆိုတော့အရှမ်းကိုကုံစာနေကြကျွန်တော်ကပြောပါတယ်ကုံစာပါပြောပါဘာမှမဖြစ်ဘူးလာရှိုးကကျွန်တော်တို့တော်လှန်ရေးအစလည်းမဟုတ်ဘူးကျွန်တော်တို့တော်လှန်ရေးအဆုံးလည်းမဟုတ်ဘူးကျွန်တော်တို့တော်လှန်ရေးရဲ့ကြီးမားတဲ့အခန်းကဏ္ဍလည်းမဟုတ်ဘူးကျွန်တော်တော်လှန်ရေးရဲ့ကြီးမားတဲ့အခန်းကဏ္ဍကျွန်တော်တော်လှန်ရေးရဲ့အစကျွန်တော်တော်လှန်ရေးရဲ့အဆုံးဟာကျွန်တော်ပြည်သူလူထုဖြစ်တယ် ဲ့တော့ last show မကလို့အဲ့ဒီရှမ်းပြည်တစ်ခုကြီးလို့တရုတ်ကသူတို့ရဲ့တက်ကြီးပါဝင်ထိုင်ကျွန်တော်တို့ကဂိမ်းမဆိုင်ဒါအမှန်တရားကျွန်တော်ရင်ပြပါဆိုတော့ဂိမ်းမဆိုင်မဲ့အကြောင်းတွေဒီဗီဒီယိုရဲ့နောက်ဆုံးမှာတွေ့ရမှာဖြစ်တယ်ဟုတ်ပြီ last show မှာဘာပြဿနာတွေတက်နေပြီလဲဆိုတော့ last show မှာကျွန်တော်ရဲ့မိသားစုတွေရှိတယ် last show မှာဒါကျွန်တော်ရဲ့ဒါဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ညီကိုမောင်နှမတွေရှိတယ်ကျွန်တော်ကောင်းကောင်းသိပါတယ်ဟုတ်ပြီ ကျမ်းဖက်စစ်တက်ကအုပ်ချုပ်နေတဲ့လာရှုံမှာဒီနေ့တရက်ထဲမှာပဲလူရမှုနှစ်ခုဖြစ်သွားပါတယ်။နှစ်ဦးဒဏ်ရာရပြီးတော့ဆိုတော့လာရှုံမှာကျွန်မမိသားစုတွေရှိတယ်။ကျွန်တော်မားတယ်ဆိုရင်သူတို့ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာအဝင်လာမှာအကိုရှမ်းလေးမဟုတ်ဘဲနဲ့မပြောပါနဲ့ဝင်လာမှာဟုတ်ပြီ။တပတ်အတွင်းမှာပဲဓမြတွေဓမြတိုက်မှုနဲ့လူရမှု၅ချိန်ဖြစ်ပွားနေပါတယ်။ဖြစ်ပွားခဲ့ပြီးပါပြီဗျာ။ ဟုတ်ပြီအကြမ်းဖက်စစ်ခွေးတက်ဒါအုတ်ချုပ်မဲ့အုတ်ချုပ်နေတဲ့အခုအချိန်ကာလအတွင်းမှာပဲဖြစ်ပွားနေတာမနဲ့ဈေးသွားတဲ့ပြီးတော့ဈေးသွားပြီးတော့ကျွန်တော်တို့ဒါဈေးရနေတော့ပြန်လာတဲ့အချိန်မှာလူယူခံလိုက်ရတဲ့အခြေအနေညာဘက်မဟုတ်ဘူးเนาะကျွန်တော်ရင်မိပါဆိုတော့လူယူခံရတဲ့တိုက်ခံရတဲ့အထုခံရတဲ့ထောင်းခံရတဲ့ဆိုတော့ကျွန်တော်တို့အရင်တော့ဆိုရင်လူကြွေတိုက်တဲ့နေရာတွေပြီးတော့ညာဘက်ပေါ့ဗျာ အဲပုံစံတွေမှာကျွန်တော်တွေ့ရတာအခုချိန်မှာတော့နေခင်းကြောင်တောင်လဲလူတယ်မနက်လဲလူတယ်ဒါညနေပိုင်းလဲလူတယ်အညာလို့ညာလဲလူပါတယ်24နာရီလူယူနေတဲ့အခြေအနေတိုင်းနိုင်ငံလုံးမှာတွေ့နေရပါတယ်ဒါပေမဲ့ကျွန်တော်က last show အကြောင်းလေးပဲနည်းနည်းလေးတင်ပြမှာဖြစ်ပါတယ်သူမိမကိုဈေးခင်းဖို့သွားပို့ပြီးတော့အပြန်မှာလူ9ယောက်ကဝိုင်းရိုက်ခံလိုက်ရတယ်ပြီးတော့ సై ကယ်ပါလူယူသွားတယ်ယောက်ျားဖြစ်တဲ့လူခံလိုက်ရပါတယ်ဆိုတော့လူ9ယောက်ဆိုတော့လည်းသူလည်းမနိုင်တော့ဘူးလေ ဆိုတော့အုတ်ချုပ်ရီရန်လေးဟာတအားကိုကောင်းမွန်နေတဲ့လာရှိုးဆိုတော့သူတို့တောင်မှအခုလက်ရှိဘလို့နေနေရလဲမင်းအွန်လိုင်းနဲ့အကျံဖက်အုပ်စုကအာမရဘူးမင်းတို့သွားလာရှိုးမင်းတို့သွားဘာမှကြောက်စရာမလိုဘူးငါတို့ကောင်းကောင်းညှိထားပြီးမင်းတို့လည်းမပြစ်ဘူးမင်းတို့ကိုလည်းဘာမှမလုပ်ဘူးသူတို့ကအမိတ်နဲ့တာအတကုံလှွတ်တာဟိုမှာနေစရာမရှိဘူးအကုန်လုံးကပျက်စီးနေတာလေ ဆိုတော့တောက်စီယာရည်လည်းမရှိဘူးမီးရလည်းမလာဘူးဆိုတော့ချုပ်သောနေရာတွေမှာခမ်းမအကျဲကြီးတွေမှာပဲအကုန်လုံးစုပြုံပြီးတော့နေနေကြရတဲ့အခြေအနေအစိုးရဖြစ်ချင်းပြီးတော့အစိုးရဝန်ထမ်းကောင်းတွေဖြစ်ချင်းနေတဲ့သူတွေဇာတနာမှာနွားချမ်းသာရမယ်အခြေအနေဆိုတော့လာရှုမကြည်ပွဲက ဒီတစ်ပို့ပြီးတော့ကျမ်းပါလိုက်ဟုတ်ပြီဒါချို့အကြောင်းဆက်ဆက်ပြီးလို့ပါကျွန်တော်မိဘတွေစိတ်ထဲမှာဘဝင်မကြရင်ကျွန်တော်လည်းစိတ်ထဲမှာတကယ်ကိုဘဝင်မကြတာပါဟုတ်ပြီဒီဥရဲ့ဂျာဝင်ဆက်ဆက်မှုနဲ့ MNDA ပြစ်ခတ်ရဖို့အတွက်ဟလာကျွန်တော်တို့ဒါသဘောတူနောက်ပိုင်းသဘောတူကြည့်ပြီးတဲ့နောက်ပိုင်းမှာ last show ကနေပြီးတော့ကျွန်တော်တို့ဒါ April 27ရက်နေ့မှာကျွန်တော်တို့အကြမ်းဖက်ဖက်စစ်ခွေတက်ရဲ့ဒါအုတ်ချုပ်ရေးရန်ရာလက်ပတ်နေတာဖြစ်တယ် ဆိုတော့ဒီနေ့မှ28ရက်နေ့ဆိုတော့ဒီတစ်ပတ်ထွဲမှာပဲလူယူမှုတွေအရိုက်နှက်မှုတွေအများတိုက်မှုတွေတော်တော်များများဖြစ်ပွားနေပါတယ်အနောက်ဒီထက်ပိုပြီးတော့ဖြစ်ဖို့လဲရှိလာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ရောက်လာတဲ့ကောင်းတွေကလစာနဲ့မလောက်ဘူးရှင်းရှင်းလေးပါသူတို့လူတရာပို့တယ်လူတထောင်ပို့တယ်လူတထောင်ပို့တယ်လူတသိန်းပို့တယ်ကျွန်တော်ရင်မိပါတယ်အဖြေကအများကြီးကျွန်တော်တို့ စဉ်းစားเสียမလို့ခဲရခဲစစ်တတ်ချက်เสียမလို့ဟုတ်ပြီသူတို့ရဲ့လစာနဲ့လက်ရှိကုံစေးနှုတ်နဲ့လာရှိုးလို့နေရာမျိုးမှာ သူတို့ဘာနဲ့စားကြမလဲသူတို့ရဲ့လစာနဲ့စားလို့မရပြီးတော့အချိန်တန်းတော့လဲအပျော်ရှားကြသေးတယ်သူတို့ကဆိုတော့အဲ့ဒီမဆန်ဘူးသူတို့ဘယ်နည်းနဲ့မဆန်ရှားကြမကောင်းနဲ့ ်လုပ်ငန်းတွေသူတို့ကနေပြီးတော့စတင်ပါလိမ့်မကောင်းတဲ့အရာတွေသူတို့ကနေပြီးတော့လမ်းပွင့်ပေးပါလိမ့်မကောင်းတဲ့အကုန်လုံးကိုသူတို့ကပဲစပြီးတော့လုပ်မှာသူတို့ငွေရှာမှာဆိုတော့ဒီချင်းတွေကတော့လက်ရှိအကြမ်းဖက်ဖက်စစ်ခွေးတက်အုပ်ချုပ်နေတဲ့လားရှိုးတွေမဟုတ်ဘူးအခြားသောနေရာဒေသတိတိမှလည်းပဲဒီပုံစံတွေကိုမြင်ရမှာဖြစ်တယ်ဟုတ်ပြီဒါကတော့လက်ရှိ လားရှိုးမှန် အကျွမ်းဖက်စစ်ခွေးတက်ရဲ့ရန်တရားလေးလက်ပတ်နေတာလားမလဲပတ်တာလားကိုတော့ကျွမ်းမိပါတွေပဲဆုံးဖြတ်မှာဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီနေ့အဓိကတင်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဝေဟင်ပြစ်လေရင်ပြစ်လက်နှက်ရပါပြီဆိုတော့အဲ့ဒီလက်နှက်ကိုဘယ်ကရတာလဲအဲ့ဒီလက်နှက်ကဘယ်နေရာမှာစသုံးမှလဲကျွန်တော်မိပါတွေအရန်သိကျင်နေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ကချင်ကရကရင်ချင်းမွန်ဗမာရခိုင်ရှမ်းဘသူ၃၃ကျွန်တော်တို့အားလုံးကအတူတူပါပဲပေတီတမှာစပြစ်ပြေကျွန်တော်တို့အားလုံးပြစ်လိုက်တဲ့ဝေဟင်ပြစ်လက်နဲ့ကျွန်တော်တို့မိဘပြည်သူတွေဝင်းရကိုကြီးထောက်ပံ့ထားတဲ့လက်နဲ့ ဘယ်လေရင်ကိုပဲဖုတ်ဖုတ်ဘယ်နှက်ကိုပဲထိထိကျွန်တော်အားလုံးအတူတူ မျှဝေစားသုံးကြမယ်ဒါကတစ်ချက်လက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွတ်တက်ကလေချောင်းကနေပြီးတော့ကျွန်တော်ပြည်သူကိုတတ်တတ်မဲ့ဘုံကျဲနေတာအလုံးကြီးအမြောက်အများဘာကြောင့်လဲသူတို့မြေပြင်မှာဆက်ရှုံးနေတယ်ကျွန်တော်ယူပါလေချောင်းတာမရှိကြည့် အဲ့လိုပြောတော့လဲမင်းတို့ကကြီးရည်တည်တက်မှာမတော်တဲ့အဖွဲ့အစည်းကိုလေချောင်းမရှိဘူးဆိုတော့မင်းတို့ကဘာလဲဆိုတာမေးဖို့မျိုးလဲမေးဖို့မယ်ပြောချင်တာကလေချောင်းပြစ်ကူဒါမရှိရင်အခုလောက်ဆိုအဲ့ကောင်နေအကုန်လုံးမြူကန်းနေတာကြာတယ်ကျွန်တော်မြင်ပါဟုတ်ပြီလက်ရှိချိန်မှာကျွန်တော်တို့ပြည်သူကိုအလုံးကြီးအမြောက်အများဘုံကျဲတက်ပြတ်နေခြင်းဟာကျွန်တော်တို့ပြည်သူကိုထပ်မံပြီးတော့ နောက်ဆုံးအချိန်မှာအကြောက်တရားတွင်းနေတာဖြစ်တယ်ပြီးတော့သူတို့ရဲ့ငစနူခွေအတွေကိုမိုဒီပေးနေတာဖြစ်တယ်ဟာငါတို့လေချောင်းတွေလာတယ်ငါတို့ဘုံကျဲပေးတယ်မင်းတို့ဘာမှအားမငယ်နဲ့မင်းတို့ခြတာခြာအချိန်တန်ရင်မင်းတို့တင်သေးမသေးရင်အရှင်မီအရှင်မပြည့်ရင်ခွေပြေးဝပြေးပြေးနိုင်ငံဖြတ်ကျော်ပြေးဆိုတော့ဒါကလက်ရှိမြေပြင်အခြေအနေပါ ဒီအချိန်လေးလက်လက်ရှိရောက်နေပါပြီဟုတ်ပြီကရင်စစ်ရေးအခြေအနေကျွန်တော်မိပါတယ်ဒီကနေ့တော်လန်ရေးအစတဲကကျွန်တော်အခုဗီဒီယိုသတင်းပြောနေတဲ့အချိန်ထိတော်လန်ရေးမှာကရင်ပေါ်ကိုအားမလို့အားမရဖြစ်ခဲ့တဲ့သူတွေအများကြီးရှိတယ်ပြီးတော့ NUG နဲ့ပတ်သက်ပြီးတော့အားမလို့အားမရဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ဒါကအားမလို့အားမရဆိုတာကစေနာဇောကြောင့်လဲပါတယ် ပြီးတော့ဒီတော်လန်ရေးအမြန်ဆုံးပြီးစေချင်တာလည်းပေးပါတယ်ပြီးတော့မင်းအောင်လှိုင်အုပ်စုမျက်နှာကိုအဲ့ဒီတောက်ခွက်ကိုမမြင်ချင်တော့လာလည်းပါတယ်ပြီးတော့ကျွန်တော်ပြည်သူတွေနေစဉ်ဘုံကျဲတပြတ်ခံနေရတဲ့ဒါဓပုံမှတ်တမ်းတွေဗီဒီယိုတွေတက်လာတဲ့ဟာတွေကိုအလွန်စွာစိတ်မကောင်းဖြစ်တဲ့အကြောင်းအရာတွေကြောင့်လည်းပါတယ်ဒါကြောင့် level အမလို့အာမရဖြစ်ပြီးတော့အချို့ဖောင်းထူးကြတယ်အချို့ပြောတယ်အချို့ဝေဖန်တယ်အချို့ထောက်ပြတယ်ဒါလည်းပဲ ော်လန်ကြီးထဲမှာပါနေတဲ့အစိတ်တစ်ပိုင်းမှာစာပေမဲ့ KNU ကသူတို့လုပ်ကိုသူတို့လုပ်နေတာဖြစ်တယ်ဆိုတော့နူတော်လန်ရဲ့စာကလေးကအခုအချိန်နှားရှင်ကြည့်ကြရမှာပါယနေ့ KNU နေ့စဉ်တမခွန်စကန်သိမ့်နဲ့တမ6စကန်သိမ့်နဲ့တမ5စကန်သိမ့်နဲ့တမ4စကန်သိမ့်နဲ့တမ3စကန်သိမ့်နဲ့ကဲရှိနေရတယ်ကျွန်တော် Telegram မှာ အကြံဖက်စစ်ခွေးတက်ရဲ့စစ်စကန်သိမ့်ပြီးတော့မီးဖုတ်ပြာချတဲ့ဗီဒီယိုဖိုင်ကျွန်တော်တင်ထားပါတယ်ကျွန်တော်အခြားသတင်းမတင်သေးပါဘူးဆိုတော့လက်ရှိမြေပြင်အခြေအနေတွေကိုပဲကျွန်တော်အနီးကပ်ဆုံးကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီအခြေအနေတွေမှာအခု KNU ရဲ့노ထလာတဲ့စည်ရေးအခြေအနေတွေပေါ်မှာကျွန်တော်ရင်မိပါတယ်ဘလို့မြင်မိပါတယ်ဒါကကျွန်တော်ပြည်သူတွေအတွက် ရေးကြည့်ပါတယ်။ငါကတော့ပြောလက်ဆမှုလို့ဆက်ပြီးတော့ပြောနေအောင်မင်။ငါကတော့ရေးလက်ဆမှုဆက်ပြီးတော့ရေးအောင်မင်။ဆိုတော့အချိန်နဲ့အမျှအပြောင်းလဲတွေရှိပါတယ်။ဟုတ်ကဲ့စည်ရင်အချိန်နေဟာတေချစွာလေ့လာမယ်ဆိုအထူးကိုစိတ်ဝင်စားဖို့ကောင်းတယ်။အချို့သောစကန်တွေဆိုရင် အခု nature စောင့်တဲ့ BGF အကျံဖက်စစ်ခွေးတက်ကလို့ပြောတယ်ပြီးတော့အကျံဖက်စစ်ခွေးတက်နဲ့ပေါင်းနေပါတယ်ဆိုတဲ့ task scan တွေနဲ့ကဲ့ရဲ့ scan တွေကိုကတ်ပြီးတော့သိမ်းသွားတယ်ပြီးတော့ DKPA ပြီးတော့ PC အပြည့်ထွက်နေပြီနော်ကျွန်တော်မြင်ပါဆိုတော့ Lion Battalion စစ်ကြောအကျော့အစီဝါကရင်တိုက်ပွဲမှန်မြအရှိဆုံးပါပါ ဆိုတော့ကျောင်းရဲ့စီဝါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေအစွမ်းကုန်ဝင်းရကူညီပေးဖို့ညှော်လင့်တယ်ကျောင်းနောက်မှာရှိတဲ့သူတွေအကုန်လုံးကကျွန်တော်တို့မိဘတွေမျိုးဖွားလိုက်တဲ့ PDF တွေအများစုပါဒါစစ်ကြောင်းတိုင်းမှာပဲကျွန်တော်တို့လူငယ်တွေကအများဆုံးပါဆိုတော့အကျော့ဟာကျွန်တော်ပြည်သူတွေရဲ့စကားကိုအမြဲတမ်းနားဆွင့်နေတဲ့သူတွေဖြစ်တယ်ဆိုတော့အချို့သောအချိန်လေးတွေမှာအချို့သောခေါင်းဆောင်တွေဟာဒါ နိုင်ငံရေးနဲ့စစ်ရေးနဲ့သူတို့ရဲ့ကိုယ်ပိုင်အခြေအနေတွေနဲ့ဒါအဆင်ပြေလို့လှုပ်ရှားရတာတွေရှိတယ်။အခုချိန်မှာတော့ကြီးမားတဲ့ပေါက်ကွဲကြီးတွေကိုပေါက်ကွဲမှုတွေကိုကျွန်တော်ပြည်သူတွေမြင်ရမှာဖြစ်တယ်။ဟုတ်ပြီ။ဒါကြောင့်ဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကြွန့်ပြီးပါတယ်။ဒါအရန်ကိုအားရနှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ပါကချင်မှာပြစ်ချလိုက်တဲ့နှက်ကင်ကလည်းကျွန်တော်မိဘတို့ရဲ့နှက်ကင်ပါ။ ရခိုင်မှာပြစ်ချလိုက်တဲ့ညှက်ခင်ဟာလဲကျွန်တော်ရဲ့မိဘတွေညှက်ခင်မှာဆိုတော့ဘယ်နေရာမှာအကျောင်းဖက်စစ် ခွေးတက်ရဲ့တိုက်လီရှင်ကိုပြစ်ချနိုင်တော့မှာလဲဘယ်အချိန်မှာလဲဆိုတာကိုမကြာခင်ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါအကြောင်းတင်ပြရင်းနဲ့ဒီကနေ့ဗီဒီယိုကိုအဆုံးသတ်ပြပါစေဘောကရကကကောင်းနေအရန်လဲကြောက်နေနဲ့ကြောက်လဲမထူးဘူးခင်ဗျားတို့အကုန်လုံး မစီတော့ကိုက်ချင်ပြီးမှမဟုတ်ဘူးအဝေးစီငရဲကိုကိုတွင်းကိုတူးပြီးတော့တမျိုးလုံးတစ်ဆွေလုံးဆင်းရမှာဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသက်ပြစီလက်နက်ပေးစီဗီကပ်ပေးကြားရောင်းနေတယ်ကျွန်တော်ရမိဘပြည်သူရဲဘော်ရဲဘော်တအိုးချင်းစီတိုင်းဘေးကနေကင်းရှင်းပါတောင်လေးလေးနဲ့စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ